ခေါဖုန်းမဆန်တဲ့ဖုန်းဒါမှမဟုတ်လုံးဝပြည်မြင်ဖြစ်တဲ့ခေါဖုန်းလိုတော့မှကျွန်တော်တင်စားလို့ရပြီအကယ်၍သာကျွန်တော်တို့က ultra flash ဖုန်းနေနဲ့မရှင်ဘူးဆိုရင်ဒီကောင်းရဲ့ကင်မရာက flash level တခုမှရှိတယ်အခု training ကတော့အပားဆုံးဖုန်းတွေပြိုင်ပြီးထုတ်နေရရိုးရိုးဖုန်းတွေပါတယ်ဆိုတော့လောက်ကောင်ဖုန်းတွေကတနာတယ်အဲ့ဒီခေါဖုန်းတွေထဲမှာအပားဆုံးလို့ပြောလို့ရတယ် Oppo Find N5 ခေါဖုန်းတွေကကျွန်တော်စီကိုရောက်လာပြီပေါ့နော် EO ဖုန်းတွေကိုရွေးတင်လာလားဒီကောင်လေးကရောအခြေအနေဘယ်လိုရှိရလဲအဆုံးထိကြည့်ရပါဦး နောက်ပိုင်းခေါက်ဖုန်းတွေက UU flagship ဖုန်းတွေနဲ့အထူပါအသိပ်ပြီးတော့မကွာတော့ဘူးအခု D55 ဆိုရင်ခောက်ထားပြီဆိုရင်8.9 mm အကယ်၍ကျွန်တော်တို့ဒိုင်းမျိုးဖြတ်လိုက်မယ်ဆိုရင်4.2 mm ပဲရှိတယ်အဲ့ဒါလောက်ထိကိုပါတာသူ original cover ကစဒီ hinge နေရာလေးမှာတန်လိုက်နဲ့ဖြုတ်လိုက်တက်လိုက်တော်တော်လေးလွယ်တဲ့ကောင်မျိုးလေးပေါ့နော် weight ကစ200 gram စွန်းစွန်းဆိုတော့ flagship ဖုန်းတလုံးနီးပါပဲလက်ထဲခြင်နိုင်မယ်ဆိုရင်လုံးဝ premium ဖြစ်တယ်ဆိုရဲခံစားချက်ကိုရတာပေါ့နော်ဒီ button lead တွေအစား200ရဲခံစားချက် တော်တော်ကြီးကိုမိုက်တယ်ဒီ LS slider လေးကတော့ပဲ car phone မှာမှမပါတဲ့កောင်မျိုးလေးတစ်မျိုး unique ဖြစ်တာပေါ့ frame နဲ့ body နဲ့ကတော့ boxy design ပဲအဲ့အဲ့ဒါမှမှတောင်ကျိုးလေးတွေကလုံးဝတိတိကျကျလေးကိုကွေးပြီးထားတာဆိုတော့ကျွန်တော်ဘယ်လိုပုံစံနဲ့ကန်ကန်လက်ကနာတယ်ဆိုတာမျိုးမခံစားရဘူးပေါ့နော်အနောက်မှာဆိုရင် camera bump နေရှိမယ်အဲ့ camera bump ဆိုတာလည်းတော်တော်ကြီးကိုပါတဲ့កောင်မျိုးပြီးတော့ car phone ဆိုနေပေမဲ့လို့ IPX9 ပါတဲ့កောင်မျိုးဆိုတော့ car phone မဆန်တဲ့ phone ဒါမှမဟုတ်လုံးဝ premium ဖြစ်တဲ့ ခေါဖုန်းလိုတော့မှကျွန်တော်တို့တင်စားလို့ရပြီ။ကြွလုံးဝသတိတရနဲ့ကြီးကျူအောင်မှာသူရဲ့ cover disc တွေပဲ6.62 inches ကိုပေါ်မှာ LTPO AMOLED ပါလာမယ်။ wall fake resolution 120 Hz ရစီရမယ်။ပုံမှန်ဆိုရင်ခေါဖုန်းเนี่ยဥမာ Samsung နဲ့ပဲရှင်ကြပါစို့ပေါ့နော်။ခေါက်လိုက်တဲ့ခါမှာသူရဲ့ display ကတည်သွားတယ်။သူတို့ကင်ရတာပို့ပြီးတော့ကောင်းတယ်ဆိုတာဟုတ်တယ်ဗျာ။လက်ထဲမှာအံဝင်ခွင့်ကြနဲ့။ဒါပေမဲ့တကယ်အပြင်ကဖုန်းစလုံးတုံးရရွှေခံစားချက်မရဘူးအခုဒီကောင်ကကြတော့တော်တော်ကိုကျွန်တော်အပြင်ကဖုန်းစလုံးတုံးနေတဲ့အတိုင်းပဲ အထူကအစ iPhone တစ်လုံးရဲ့အထူပဲပြပြလိုက်ပြီဆိုရင်ကျွန်တော်တို့အထက်က display ကို8.12 inches အနေနဲ့မြင်ရမယ် full view display နီးပါးပုံစံမျိုးပေါ့နော် display နှစ်ခုဆိုတော့ HDR templates တွေ Dolby Vision နဲ့ support လုပ်တယ် brightness nits ကို PPNX 2450 nits ကြီးရတယ်တော်တော်ကြီးလဲလင်းနဲ့ကောင်းပဲအဲ့တော့ခောက်ရမပေါ်ဆုံးဖုန်းလို့ပြောလို့ရတယ်ဒီအလဲက crease ကမမြင်ရလို့နီးပါးပေါ့နော်ပို့ပြီးတော့ကောင်းစီကျင်တာဆိုရင်တော့သူ့ရဲ့ hinge ပဲကျွန်တော်ရဲ့ hover မှုနဲ့ဒီလိုမျိုးပေါ့နော်တစ်ခုခုကြည့်နေမယ် ဖုန်းကိုအပားဆုံးဖြင့်အောင်လုပ်မယ်ဆိုရင်တော့အဲ့ချက်လေးတွေကတော့ little စတေးရတာပေါ့နော်တခြား speaker တွေ haptic တွေကလည်းနည်းနည်းအဲ့လို short ထားတယ်လို့ခံစားရတဲ့အထဲမှာပါတယ်ဥပမာ haptic ဆိုရင် မကောင်းတာတော့မဟုတ်ဗျအားလေးနည်းနည်းပြော့နေတာအဲ့ပြော့ရတဲ့အဆင်ပြေရတွေလည်းရှိကောင်းရှိမယ်စပီကာဆိုရင်အတန်ကျဲတယ်ကြည်ရဆွဲတဲ့မှာပါတယ်ဒါပေမဲ့ full body မဟုတ်ဘဲနဲ့နည်းနည်းလေး flat ဖြစ်တဲ့ဘက်ကိုသွားတယ်နောက်ချက်ကတော့ fingerprint တခြား cockphone တွေလိုပဲ sample တဲ့ fingerprint လေးလည်းလာတယ် daily usage မှာဒီကောင်ကဘာပြဿနာမှမရှိဘူးအဆင်ပြေ Pure Fine နဲ့ Fine မှာတော်တော်လေး300အဆင်ပြေတော့သူ့ရဲ့ software ပဲ Android 15ကို base လုပ်ထားတဲ့ ColorOS 15 ColorOS block တူတက်လာရဆိုလည်းကျော်ရီ video တီးတန့်ကြီးကိုလုပ်ပေးမှုတယ်ဗျာတဲ့လားအခုဒီ40ဘက်မှာလည်း multitasking ကလုံးဝ next level လို့ပြောလို့ရတယ်ကျော်ရီ application သုံးခု side by side အမြန်အကုန်လုံးပွင့်အောင်လုပ်ထားလို့ရတယ်အဲ့ဒါမှာ floating window တစ်ခုပါလာပြီဆိုရင်၄ခုလောက်ထိပွင့်ထားလို့ရတယ် floating window ကနည်းနည်းတော့ရှုပ်တယ်ပေါ့နော်အဲ့ကောင်လေးမပါဘူးဆိုရင်ပို့ပြီးတော့အမြင်ရှင်းတယ်၃ခုလောက်ထိလိုလို့လာလို့မင်းမဲ့သူတွေကတကယ်မတုံးဘူးတဲ့သူတွေလောကရှုပ်ရှက်ခတ်နေမယ်ဆိုရင်ဗျာဟုတ်ပုံမှန် you phone တစ်လုံးကိုပြောတာမဟုတ်ဘူးဒီလိုမျိုးခောက်ဖုန်းနေမှာဆိုရင်တော့ညာ၃ခုကတကယ် အလုတ်လုတ်တဲ့အချိန်တွေဆိုရင်တော့အမြဲတမ်းကြောက်ရွံ့ဆိုလူတယ်ဗျာ app တစ်ခုချင်းစီကိုဝင်လိုက်ထွက်လိုက်တွေတွားပြီးတော့လုတ်မနေတော့ဘူးဗျာစလားဖုန်းလုံးထက်ကိုအများကြီးပို့ပြီး powerful ဖြစ်တယ်အဲ့ဒါတော့မှမအိတ်ကက်ထဲတခါတည်းခောက်ပြီးတော့ထည့်သွားလို့ရတယ်ဖိုဒီပဲဒီခောက်ဖုန်းတွေကို user တွေသဘောကျရလဲအဲ့လိုမျိုး multitasking လုပ်လို့အများကြီးကောင်းတာကြောင့်လည်းပါတယ် global version ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့မောအောင်ပြောနေကြတဲ့စကားတိုင်းပဲ circuit search တွေ Google app တွေအလုံး AC ပေါ့နော် latest AI features တွေအကုန်လုံးဒီမှာရတယ် of course ဒီကောင်ကလည်းလုံးဝ latest ပဲ update total 9နာရီထိကိုရမှာဆိုတော့ကျွန်တော်ကခေါင်းဖုံးသုံးနေနည်းနည်း3နာရီနောက်နေ back ဆိုပြီးတော့ပြစ်စရာမလိုတော့ဘူးပေါ့နော်ပြီးတော့ခွက်ကုံရဲ့ snap back ကို8 at least 3နဲ့ပထမဦးဆုံး oppo find a 5ကြားတော့ဆိုရင်ဒီနေ့8 11နဲ့40 back ကလည်းမမြဆဆကိုမရှိဘူးဗျာ anyway ဒီဖုန်းမှာတုံးရတာတော်တော်လေးအဆင်ပြေတယ် even game ဆော့မယ်ဆိုရင်ဒီ soc နဲ့ဒီ performance ျွန်တော် setting ကိုအမြင့်ဆုံးထားရဲဆိုလို့ရတယ်ဒါပေမဲ့ဒီဖုန်းမှာတော့ကျွန်တော် game အဲ့လောက်တော့ဆန်းပြီးတော့မဆော့ဖြစ်ဘူးခုနကပြောခဲ့တဲ့ app တွေကိုတပြိုင်တည်း share special ကို run နဲ့ပူတာလည်းခက်ရှာရှာပဲတော်တော်လေးအဆင်ပြေတဲ့ကောင်နိုင်နဲ့ချီပြီးတော့ game ဆော့ကျင်တမဆိုခေါဖုန်းမဝင်နဲ့ဗျာ UFO ဖုန်းပဲ cooling fan share တက်လိုက်နောက်တစ်ချက် amaze ဖြစ်တာသူ့ရဲ့ battery capacity ပဲဒီလောက်ပါတဲ့ဖုန်းမှာ9600 milliamp hour ထည့်ထားတာအဲ့ဒါမှမှ 80w superbook သူတို့ charging စနစ်နဲ့ wireless charging ကို 50W ဒီရတာလဲ foldable phone တွေမှာတကယ်တန်းတစ်ခု standard တစ်ခုရှိရလို့တော့မပြောလို့ရတယ်ကျွန်တော်တို့စမ်းပြီးတော့အသုံးကြီးတဲ့လောက်လဲပုံမှန် phone လုံးနီးပါး battery ခံတယ် even အထဲ display အသုံးများတဲ့နေ့မှာတော့မှတရက် normal usage အေးစစ်စစ်ပဲတစ်ခုပဲဒီ cover display နဲ့ကျွန်တော်တို့သုံးတဲ့ချိန်မှာလဲအထက်က display ထက် battery ခံတယ်ဆိုတာမျိုးမခံစားရဘူးဗျာပြောချင်တာ Samsung တို့လိုတချို့ချို့သော cover phone တွေမှာဆိုအပြင် display စမ်းသုံးနေမယ်ဆိုရင်အထက်သုံးတာထက်တော့နည်းနည်းလေးပိုပြီးတော့ battery ခံတာကိုကျွန်တော်တို့ခံစားမိရတယ် ကျွန်တော်ဂိမ်းတိချလဲစမ်းပြီးမဆော့တာကြောင့်လည်းဖြစ်ကောင်းဖြစ်မယ်အတွင်းကလည်း0 to 100ကိုမိနစ်90ပဲကြာတယ်ဆိုတော့9600ပါတဲ့ဖုန်းပြီးတော့ခေါက်ဖုန်းများဒါတော်တော်ကြီးကိုဖဲဖြစ်တဲ့ point ပဲဆိုတော့ကျန်တဲ့ကင်မရာဘိုင်းကိုဆက်ပြီးတော့တောင်းမယ် main lens 50 megapixel ပါလာတယ်နောက်ထပ်50 megapixel 3 tele lens လုံးပါမယ်နောက်ထပ် ultra wide တစ်လုံးပါလာမယ် selfie camera နှလုံးစလုံး8 megapixel ပဲဒီညမှာ hardware specs ကိုပဲကြည့်မယ်ဆိုရင်ကျွန်တော်တို့အစင်ပြပါမလားမေးခွန်းထုတ်ကြရှိရယ်အကယ်၍ဒါကျွန်တော်တို့က Ultra flagship phone နဲ့မရှင်ဘူးဆိုရင်ဒီကောင်းရဲ့ camera က flagship level တစ်ခုမှရှိတယ်။ color band က one man contrast လို့ကိုရတယ်။ dynamic range ရော noise control ရောပုံနေကြည့်ရတော့မစိုးဘူးပေါ့နော်။ဒီ zoom lens ကကြတော့ portrait အပြင်ကို zoom အပြင်ကိုမှမှ macro ရမယ်။ zoom ဆွဲတဲ့ trace ကနေ resize မှာလဲကြောက်တခြားတကယ်ကောင်းပါရဲ့ဆိုရဲ trace ပါတဲ့ phone တစ်လုံးနဲ့လည်းရင်မောင်တန်းလို့ရတယ်။ perspective က8 megapixel အဲ့ဒါကိုကြတော့အထင်သွား small လို့တော့မရဘူး။ 4K 30 frame per second အထိကိုဒီတိတိလေးကနေရိုက်လို့ရတယ်ပေါ့နော်။အဲ့လည်း ်ထမ်းစက်ပဲပေါ့ဆိုတော့သူ့မှာကင်မရာက flash တော်တော်ကြီးကိုဆန်တယ်မဆန်တာဆိုရင်တော့ ultra wide ပဲပေါ့နော်နည်းနည်းပို့ပြီးတော့ကောင်းတယ် 50MP sensor အသေးလေး၃ပေရင်တော့ပို့ပြီးတော့ကောင်းမှာပါ anyway camera bump ပါတယ်တခြား specs တွေမှာလည်းအကောင်းဆုံးလုတ်ပေးထားရဆိုတော့မြင်ရတယ် software ပိုင်းဘာမှပြောနေကြမလို့ဆိုတော့ yeah ဒီခေါက်ဖုန်းကတော်တော်လေးကိုချီးကျူးဖို့ကောင်းတယ်ဗျာတဲ့ဒါဆိုတင်းတစ်ခုလုံးကတကယ်ချီးကျူးဖို့ကောင်းတာတော်တော်လေး premium လုတ်ရတဲ့ဖုန်းခေါက်ထားရင်လည်းရိုးရိုး flash shit တွေနဲ့ကွာတယ်လို့ကိုမခံစားရတဲ့ cough phone အာစိတ်မကောင်းစရာတော့ကျွန်တော်မြန်မာနိုင်ငံမှာတော့ official မဝင်လာပါဘူးဒါကတော့ကျွန်တော်ကိုပိုပိုကနေပြီးတော့ငှားပေးထားတဲ့အလုံးလေးပေါ့နော်သူတို့ကလည်းမရောမှုဆိုတာအတီ confirm ပြီးသွားပါပြီအဲ့အတွက်လည်းခံစားရပါတယ် cough phone ကိုဘယ်လိုမြင်လဲအောက်က comment မှာတစ်ချက်တော့ mention ပေးပါအောင်ကျွန်တော်ဂျွန်ဖြစ်ပါတယ်အားလုံး host ပါ